မင်္ဂလာပါဗျာဖိုးကလေးနီးမညာနေပြန်လည်ကြိုဆိုပါရယ်ဗျာကျွန်တော်ကအခြေခံပြီးတော့ edit ပြုလို့နေမြပေးမှာဖြစ်ပါတယ်ဗျာပြီးတော့ edit ပြုလို့ဖို့အတွက်ကျွန်တော်ရဲ့ software လေးကတော့ inshot software ဖြစ်ပါတယ်အားလုံးသိမယ်ထင်ပါတယ်တောင်းအနေနဲ့အရန်လွယ်ကူသလိုအဲ့တော့အားလုံးပြီးတော့ edit များစွာကိုလည်းဖန်တီးလို့ရပါတယ်အဲ့တော့ကျွန်တော် software လေးကိုကျွန်တော် base မှာ download ဆွဲမယ် i n s h o t ပေါ့နော် inshot ဆိုပြီးကျွန်တော် download ဆွဲလိုက်မယ် အဲ့တော့ update တော့ကျွန်တော်တောင်းနေပြီเนาะပေးနေပြီ update ဒီပါကျွန်တော်ပေးလိုက်မယ်မင်းစီမြားလုံးဝမရှိသေးရင်အခုပဲကျွန်တော် install လုပ်လိုက်ပါဗျာ okay ဒါဆိုကျွန်တော် install လုပ်လိုက်ပြီအဲဆိုကျွန်တော် update တင်လိုက်ပြီ okay init တင်လိုက်ပြီဆိုကျွန်တော်ပြီးရင်တော့ဖွင့်ပြမယ်เนาะကျွန်တော်တို့တွေအရင်ဆုံး video edit လုပ်မယ်ဆိုလို့ရှိရင် video edit မှာပါတဲ့2အကြောင်းနေ setting အကြောင်းလေးကို တိပိုင်နိုင်မှုရည်ကြီးပါတယ်အဲ့ဒါတွေတိမဲ့ဆိုရင်ဗီဒီယိုတင်းလောက်ရတဲ့အရန်ကိုလွယ်ကူသွားမှာဖြစ်ပါတယ်ဗျဒီနေ့မစ်စမြောက်ဒီလိုလွယ်ကူလို့ကျွန်တော်အထက်မှာပါတဲ့ setting လေးလေးအလုံးလုံးပုံလေးလေးကိုမရောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ inshot software ကိုကျွန်တော်ဖွင့်လိုက်မယ်เนาะအဲ့ဖွင့်လိုက်မယ်ခလိုမျိုးဖွင့်ရင်းချင်းမှာကျွန်တော်တွေဒီမှာဒီကျွန်တော်ကဗီဒီယိုအတင်းလုံးမှာဆိုတော့ဒီမှာရှိတဲ့ဗီဒီယိုကိုပဲကျွန်တော်နှိပ်လိုက်မယ်เนาะအဲပြီးလို့ရှိရင်တော့ကျွန်တော်နီယူလေးကိုနှိပ်လိုက်မယ်အဲ့နီယူမှာကျွန်တော်တို့ထည့်ကျင်တဲ့အသုံးပြုကျင်တဲ့ကျွန်တော်တွေဗီဒီယိုတော့မဟုတ်ကျွန်တော်ပုံလေးကိုရွေးထည့်လို့ရပါတယ် ဲ့တော့ကျွန်တော်ကျွန်တော်တော်လေးတစ်ခုထည့်မယ်နော်โอเคအားဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ဒီမှာအဲဒီမှာဒီတရားဆိုရင်ဒါကျွန်တော်ရှုကင်းလေးတွေရှောက်ရှောက်ရိုက်ထားတယ်ဒါကိုယ်ကိုရှောက်ရိုက်ထားတာပေါ့နော်โอเคအဲ့လိုမျိုးရိုက်ထားတဲ့လေးကိုကျွန်တော်က editing လုပ်မယ်ဆိုလို့ရှိရင် editing မှာပါတဲ့ setting လေးတွေအကြောင်းကိုတစ်ခုချင်းစီကိုညမြပေးမှာဖြစ်ပါတယ်အဲ့တော့မြပေးမယ်ဆိုတော့ပထမဆုံးအရှိဆုံး setting နဲ့ကျွန်တော်စပြီးမြပေးမယ်နော်ဒါဆိုရင်ဒါဒီ2နာမည်ကတော့ဒါချက် ဒါကျွန်တော်တို့ဒီက site ratio ရွေးခိုင်းတာဖြစ်ပါတယ်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီမှာအာကျွန်တော်တို့ဒီဘီဒီမှာပါတယ် 60x9 ratio ပါတယ် 9x60 ဒါကတော့ YouTube အတွက်ဖြစ်ပါတယ်ဒါကတော့ TikTok အတွက်ဖြစ်ပါတယ်ဒါကတော့ Instagram တို့ Facebook တွေမှာလည်းဒါလေးတင်ကြပါတယ်ဒီမှာ site အနေထားပုံမှာမူတည်ပြီးတော့မတူဘူးเนาะကျွန်တော်ကဖုန်းကိုဒေါင်းလိုက်ရိုက်တာလားအလျားအလျားလိုက်ရိုက်တာလားပေါ့เนาะအလျားလိုက်ရလို့ရှိရင်ဒီလိုမျိုးဖြစ်သွားမယ် 60x9 ဒါက YouTube ကိုတင်မဲ့ site ပဲဖြစ်ပါတယ် ဒါကတော့ TikTok တင်မဲ့ site ဖြစ်ပါတယ်။သူကတော့960 downline ပေါ့နော်။ Okay ဒီဒီ site လည်းအတူတူပါပဲ။ Okay ဒါတော့ဆိုအားလုံးဒီ channel နဲ့ပတ်သက်ပြီးတော့အားလုံးပဲတည်ပြီးတင်ပါတယ်။နောက်ထပ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဒီမှာရှိတဲ့ audio ပဲဖြစ်ပါတယ်ကျွန်တော်ဒီ video မှာတခြင်းတွေထပ်ပြီးတော့ထည့်ချင်တယ်ဆိုရင် audio ကိုနှိပ်မယ် ။ audio နှိပ်ပြီးတော့ကျွန်တော်တို့ကတချင်းနဲ့ထပ်ထည့်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဒါဒါ music ပေါ့နော် music ကကျွန်တော်တို့ twin ထားအတန်ဖန်းတာတခြားတော့ကြိုက်နေတဲ့ရ music ကိုထပ်ထည့်လို့ရတယ်ပြီးရင်သူ့သူ့ဘေးကသူ့ဘေးက အဖက်ကကြတော့ကျွန်တော်တွေငိုတန်းတွေရည်တန်းတွေဟာတတန်းတွေအတန်မျိုးစုံကို free ထည့်လို့ရတယ်ကျွန်တော်အဖက်ကျွန်တော်တွေအတန်လေးပဲဖြစ်ပါတယ်ဒီဘက်ဘေးကဟာလေးရကြတော့ကျွန်တော်တို့ကဒီဗီဒီယိုကြည့်ပြီးအတန်သွင်းမဲ့ဆိုရင်တစ်ခါတည်းနှိပ်ပြီးတစ်ခါတည်းအတန်သွင်းလို့ရပါတယ်ဗျ okay ဒီဘက်ကတော့ AI အတန်တွေပဲဖြစ်ပါတယ်ဒီဘက်ကတော့ AI အတန်တွေပဲဖြစ်ပါတယ် okay ဒါဆိုရင် audio နဲ့ပတ်သက်ပြီးအသုံးဝင်တာလေးတွေအားလုံးသိသွားပြီထင်ပါတယ်เนาะ ဟုတ်ပြီအဲဆိုလို့ရှိရင်ဒီဘက်ကစတေကာလေးကိုစတေကာလေးကိုတစ်ချက်ရှင်းပြပါမယ်စတေကာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်စတေကာလေးမှာလည်းဒီမှာစာရီဒီမှာစာရီရေးတာလည်းပါတယ်စတေကာလေး စတီကာတွေပါတယ်ပြီးလို့ရှိရင်ဒီမှာစတီကာကျွန်တော်နှိပ်ပြမယ်เนาะဒီလိုစတီကာမျိုးစုံပေါ့เนาะအဲ့တော့ကျွန်တော်က function စတီကာဖင်းစင်အများကြီးအများကြီးပါတယ်ကြိုက်တာ free သုံးလို့ရတယ်ပြီးပြီးဆိုလို့ရှိရင်ဒီဘက်ကတော့ ठी ရတော့အားလုံးသိပ္ပတဖြစ်မှာပါအဲ့တော့ကျွန်တော်တွေစာစာရေးတာပေါ့เนาะကျွန်တော်စာရေးတာမြန်မာလိုရေးရင်အင်္ဂလိပ်လိုရေးရင်ကျွန်တော်တို့တွေအတူတူပါပဲပေါ့เนาะအားလုံးပဲမင်္ဂလာပါ โอเคဒါကတော့စာရေးရေးဒီဒီတဘက်က AA ကတော့ font size လေးပေါ့เนาะဒါကတော့ chain တက်ရ font size လေးပေါ့เนาะအဲခုလိုမျိုးမြန်မာ font အလားအတွင်းနည်းလေးကိုကျွန်တော်ရင်ဗီဒီယိုမှာမြောက်ပေးခဲ့ပါတယ်အဲ့တော့အဲ့တော့မသိတဲ့မိတ်ဆွေများလည်းကျွန်တော် comment မှာအဲ့တော့ကျွန်တော်တို့တွေအဲမြန်မာ font လို့ရေးခဲ့ပါကျွန်တော်ကျွန်တော်တွေအရင်ဗီဒီယိုလင့်လေးကျွန်တော်ချပေးမယ်เนาะโอเคဒါကတော့ကျွန်တော်မိတ်ဆွေများ ကိုကျန်နေတဲ့လို့ထည့်လေရတယ်မထည့်လေရတယ်ကိုနော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီဘက်က T လေးဖြစ်ပါတယ်ခုနက T လေးခုနစာနဲ့အတူတူပါပဲနော် T လေးကတော့စာနဲ့အတူတူပါပဲအဲခုနလိုပဲစာရေးတာပဲပုံနော်စာရေးရပဲဘေးလေးမှာလည်းဒီမှာဘေးမှာလည်း fashion တွေပါတယ်အဲတည့်တရားဆိုလို့ရှိရင်ကျွန်တော်တွေ AI ဝအတန်အတန်သွင်းခိုင်းတာလေးတဲ့တော့မဟုတ်ဒီမှာကျွန်တော်တွေ AI အတန်လေးတွေယောက်ျားနဲ့ခလေးတဲ့မိမတန်လေးတွေစဖြစ်ပေါ့နော်အဲ့လိုအတန်လေးတွေအများကြီးပါတယ်အဲဒီဒီဘက်ကကြတော့ဗီဒီယိုကိုဝါးကျင်တယ်ဒါဆိုဝါးသွားပြီနော်မကြည့်လိုက် အဲဒါကြောင့်ပြောအောက်ကဗီဒီယိုဝါမှဝါချင်တာပြည်မှာဝါသွားတယ်ဒီမှာဝါတယ်ဒါဒီကလေးကမဝါချင်ဘူးကျွန်တော်ဒီဘက်ကဆိုရှင်ဘယ်ရောက် view ပြတယ်ပေါ့နော်အဲဟောဒါပူကြည့်တာလေနော်အဲမဥမာဥမာဆိုဒီဖះမှာဖះပါတာတေးတယ်ဒီလိုမျိုး view ဖြဲကြည့်လိုက်လို့ရှင် မဖះကွက်ကွင်းကွင်းတွေ့ရတယ်နော်ဒါကတော့ကျွန်တော်တို့ view ပေါ့နော်မှန်ပြောလို့ဆိုမှန်မှန်မှန် blue ပေါ့နော် โอเคဘေးကတော့ကျွန်တော်တွေအဲဒီမျိုးမြထိုးတာလို့အဲဒီမှာမြဝါလေးထိုးတာတို့အဲဒီမှာအဝိုင်းလေးပြတာတို့အဲဒါမျိုးလေးရလဲဗီဒီယိုတင်းမှာတော်တော်သုံးဝင်တယ်မလို့ချင်းခဲပြက်နေနဲ့ပြန်ဖြတ်လို့ရတယ်အဲတော့သမို့လဲမြကိုပြန်ထွက်ပြီးတော့နေလဲအဲဒီမှာမြလေးပါတယ်နော်မြားလေးပြန်ထွက်ပြီးတော့တဲ့တော့သူပုံတိုင်းထပြန်ထားလို့ရပါတယ်။โอเคအဲဒါတော့ဆိုရင်ဒီတော့လေးတီချောင်းလေးကိုတီးပြီးထင်ပါတယ်။ဒီဘက်က ဒီဘက်ကိုဆက်သွားလိုက်မယ်ဒီဘက်ကတော့ effect ဖြစ်ပါတယ် effect ကတော့ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကို effect မျိုးစုံထည့်လို့ရပါတယ်ဒီဘက်က effect လေးကိုပထမဆုံး effect လေးကိုတစ်ချက်ဆန်းကြည့်မယ်အဲကျွန်တော်ဗီဒီယိုကတို့ view အကြီးကြီးလာများမျိုးအဲဒါဒါမှမဟုတ်လည်းပြင်ပြီးတော့တေးသွားတာမျိုးဟာဒါမှမဟုတ်လည်းကျွန်တော်တွေဒီမှာအဲတေးသွားတာမျိုးဒီမှာတုံနေတာမျိုးအဲဒါမျိုးဒါတော့တော်တော်လေးကိုဒီဇိုင်းစုံစုံလေးပါတယ်ဗျတကယ်ကိုမိုက်တယ်အဲဟုတ်ပြီဒါကတော့ကျွန်တော်တွေ အဲရိုးရိုးအဖက်ပေါ်တော့ဘီဘေးမှာ AN AN ဖက်ပါတယ် AN ဖက်ကိုနှိမ့်မယ် AN ဖက်ကတော့အဲ AN ဖက်ကတော့ကျွန်တော်တို့ဒီလို fade to fade လူတွေကိုရိုက်ရင်ပို့ပို့ပို့မိုက်တာကိုသွားတွေ့ရတယ်အဲဘေးမှာအခုလိုမျိုးပေါ်နော်အဲဒါဆိုသူ့ရဲ့ line လေးပေါ့အဖြူ line လေးလေးဒီလို line လေးသူကထည့်ပြီးမှဖြစ်ပါတယ် okay ဒီမှာလည်းပေါ့နော်ဒါဒါလူတွေကိုရိုက်ရင်ပိုကောင်းပါတယ်ဒါလူတွေမှာအဲ့လိုမျိုးကျွန်တော်တွေရဲ့ဒီလိုမျိုးအဖက်လေးလေးလူတွေမှာကျွန်တော်ဝင်သွားမှာဖြစ်ပါတယ် okay အဲဒီမှာနော် အဲအဲ့လိုအဲ့လိုမျိုးပေါ့ဗျာနော်မမိုက်တယ်နော်ဒါကျွန်တော်လူတွေရရင်လူတွေမှာလည်းအဲ့လိုဖက်ဝင်သွားမယ်โอเคပြီးပြီဆိုလို့ရှိရင်တော့အဖက်ပြီးဆိုလို့ရှိရင်တော့ဖီလီတာပဲဖြစ်ပါတယ်ကျွန်တော်ဖီလီတာဖီလီတာထိုးရဲဆိုတော့ပေါ့နော်ကျွန်တော်တို့ကိုဒီရုပ်ပြောင်းသွားအောင်လို့ပေါ့အဲကျွန်တော်တို့ရုပ်ပြောင်းသွားအောင်ဖီလီတာထိုးတယ်ပေါ့ဗျာအဲ့ဖီလီတာလေးကိုနှိပ်မယ်ဖီလီတာကလည်းခုနအရင် effect ဘေးနဲ့မှာပါပါတယ်အဲဒီမှာတော့အရောင်လေးတွေ အဲခါလာလေးချင်းသွားမှာကြည့်လိုက်နော်အဲကျွန်တော်ဖြူမဲပြောင်းချင်တယ်တချို့ပြီလို့ဆိုဖြူမဲပြန်လုပ်ချင်တယ်ဆိုရင်မဖြူမဲလေးလုတ်လိုက်ရုံပဲအဲဒါဒါဆိုရင်ရှေ့ရှေ့တုန်းကပုံစံလိုလိုဘာလို့လို့ဖြစ်သွားတယ်အဲဒါမျိုးပေါ့နော်အဖြူမဲလေးတွေလည်းသူတို့ချင်းလို့ရပါတယ်ပေါ့နော်အဲပြီလို့ရှင်ဒီမှာဖလစ်တာကိုပြန်နှိပ်ပြီးတော့ကျွန်တော်ကိုကြိုက်တဲ့အဲပုံစံလေးတွေဒါဆိုရှေ့ရှေ့တုန်းကပုံစံလေးတွေအဲကျွန်တော်တွေတာကြီးထင်းကျင်လေးရလဲအဲဝါးကျင်လေးရလဲမိန်ကျင်လေးရလဲโอเคလုံးဝလုံးဝမလုတ်ချင်တော့ဒီဘက်က cancel original လေးကိုနှိပ်လိုက်ရုံပါပဲ โอเคကျွန်တော် original နေလိုက်မယ် original ပြင်ပြသွားပြီအဲ့တော့အမှန်အမှန်ချင်းနေပြီးတော့အတီးပြုတ်လိုက်မယ်เนาะโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တွေအဲဒီ filter လည်းတီးသွားပြီ PNB ကိုသွားမယ် PNB ကတော့ကျွန်တော်တကယ်ကိုအသုံးဝင်ပါတယ် PNB လေးကိုနှိပ်မယ်ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထပ်ခေါ်တာပေါ့เนาะဒါတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထပ်ထည့်ပေးတာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကနောက်တဲ့ဗီဒီယိုတွေကိုထပ်ထည့်ကျင်နေဆိုလို့ရှိရင်ဒီမှာအဲဒီမှာနောက်တဲ့ဗီဒီယိုတွေကိုထပ်ရောက်လာပါပြီအဲကျွန်တော်တို့ဒီမှာနောက်တဲ့ဗီဒီယိုထပ်ရောက်လာပါပြီအဲအဲ့လိုမျိုးပေါ့နော်ဒါနောက်တဲ့ဗီဒီယိုဗီဒီယိုနောက်တဲ့ပုံတွေနောက်တဲ့ဗီဒီယိုတွေထပ်ခေါ်ပေးတာဖြစ်ပါတယ်အဲ့တော့ reaction ဗီဒီယိုလုပ်မယ်ဆိုရင်အဓိကဒါလေးလိုပါတယ် PNP လိုလည်းပေါ့နော်ကျွန်တော်တို့ကတ်ကတ်မှဆိုရင် overlay လိုပုံစံမျိုးပေါ့နော်သူမှလည်း PNP ဖြစ်ပါတယ်ဗျာ okay ဒါဆို PNP PNP ကိုတည်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီမှာရှိတဲ့ကျွန်တော်တွေ ပရိကက်လေးကက်ကကြီးပုံလေးကိုနှိပ်လိုက်မယ်ကကြီးပုံလေးကိုနှိပ်နေမယ်ဆိုလို့ရှိရင်တော့ तू ကဆက်ပလစ်နဲ့ပုံစံတူပါပဲပေါ့နော် तू ကလည်းအဲကုံမလိုအပ်တဲ့ဗီဒီယိုအပိုင်းလေးလေးကိုဖြတ်ဖြတ်ဖြတ်ပြတာဖြစ်ပါတယ်ဥမာဥမာဒီဘိုင်းကဆိုစကားပြောတာပါတော့လားလို့ဒီဘိုင်းကကိုကိုတိတ်မကြိုက်တာလို့ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တွေမှာခတ်လုပ်ပြီးတော့ကျွန်တော်ဖြတ်သွားလို့ရပါတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့တွေအေး ကျွန်တော်ကုံလိုချင်းတဲ့အပိုင်းလေးလေးဖြန့်ညက်ကလုတ်လို့ရတဲ့ဟာပဲဖြစ်ပါတယ်။ Okay ပြီးပြီဆိုလို့ရှိရင်တော့ဒီဘက်က split ဖြစ်ပါတယ်။ဒီဘက် split ကတော့သူခုနဟန်တဲ့ပို့ပြီးအသုံးဝင်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာဥဥမှာပြမယ်နော်။ဒါကျွန်တော်ဒီညာလေးကိုအဲဟုတ်ပြီ။ Okay ဒါဆိုရင်ဒီညာလေးကိုကျွန်တော်မကြိုက်ဘူးဆိုပါတော့။ညာမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာ split နေလိုက်မယ်။ split နေလို့ရှိရင်ဒီမှာကြည့်လိုက်ပါအကြောင်းလေးတစ်ကြောင်းခြားသွားပြီ။အဲ့ဒီဘက် B လို့တစ်ခါ split ထပ်နေလိုက်မယ်။ ဒီလိုညဒီညလိုနေပြီးတော့ supplement နေလိမ့်မယ်ဒါဆိုရင်ဒီမှာဒီညလေးမှာအတုံလင်းဒုံးပေါ်သွားပြီအဲ့တုံလင်းဒုံးကိုကျွန်တော် delete နဲ့ဖြတ်လိုက်လို့ရှိရင်အဲ့တုံအဲ့ဒီမှာရှိတဲ့နေရာပြတ်သွားမှာဖြစ်ပါတယ်မလွတ်တဲ့အပိုင်းလေးဖြတ်ထုတ်တာပေါ့နော်သူကပို့ပြီးအတုံးဝင်ပါတယ်အဲ့တော့ပြန်ခေါ်ချင်တယ်ဆိုရင်တော့ဒီမှာမြားလေးနဲ့ပြန်ခေါ်လို့ရပါတယ်ဗျာโอเคအဲ့ပြီးပြီဆိုလို့ရှိရင်တော့ delete ပဲဖြစ်ပါတယ် delete ကတော့အလုံးသိပ်သားဖြစ်မှာပါကျွန်တော်ဒီမလိုချင်တဲ့အပိုင်းတွေအလုံးကိုမလိုချင်တာလေးကိုထောက်ပြီးတော့ delete နည်းလေးနဲ့ပြတ်သွားမှာဖြစ်ပါတယ်ပေါ့နော် โอเคပြီးလို့ရှိရင်တော့ဒီဘေးမှာရှိတဲ့ကျွန်တော်တွေ volume ပဲဖြစ်ပါတယ် volume ကတော့အတန်ပေါ့เนาะအတန်ဒီကောင်လေးကကျွန်တော်တို့ကြည်ကျင်တဲ့အတန်တွေကိုကြည်အောင်လုပ်ပြီးကျွန်တော်တို့တိုးကျင်တဲ့ video တိုးတိုးလိုက်မယ်ဆိုလို့ရှိရင်အဲ့ video ကဘာသာမှမကြားတော့မှဖြစ်ပါတယ်အခုတို့မျိုး reaction video တွေလုပ်မယ်ဆိုရင်ပို video တောင်လိုပါသေးတယ်ဗျာဥမာဒါသူ့ရဲ့ original video ကိုကျွန်တော်တို့ကတိုးမယ် origin video တိုးမယ်ဆိုလို့ရှိရင် origin video တွေကိုကျွန်တော်ထောက်လိုက်တယ်ပြီးတော့ audio နှိပ်မယ်ဟိုးဆုံးနေဆွဲလိုက်မယ် okay နောက်တော့ထပ်ထည့်တဲ့အတောင်ချက်ကျင်နေဆိုလို့ရှိရင် pnp ကိုနှိပ်မယ် pnp မှာခုနခေါ်လာတဲ့ video ရှိတယ်ဒါလေးကိုထောက်လိုက်မယ်ခင်ဗျာ audio ရှိတယ် audio ထောက်ပြီးတော့ချက်ပလိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့က original video ကတိုးပြီးကျွန်တော်ထပ်ထည့်တဲ့ video ကအတန်ကျဲနေမှာဖြစ်ပါတယ်ကျွန်တော်ပြောကြတယ်ရှင်းလင်းပြတ်သားသားကြားမယ်ပေါ့နော် okay ဒါဆိုရင် audio အားလုံးသိပြီထင်ပါတယ် animation ဖြစ်ပါတယ် animation တော့တော်တော်လေးကိုအဲမိုက်ပါတယ်ကျွန်တော်တို့ video တွေကိုအပိုင်းပိုင်းလေးလုပ်ပြီးတော့အဲဘယ်လိုပုံစံမျိုးဝင်လာချင်တာလဲအဲဒါလိုလားအဲဒါလိုလားဥမာပုံလေးဆိုတော်တော်လေးအသုံးဝင်တယ်ကျွန်တော်ပုံတစ်ပုံကိုကျွန်တော် animation ကိုဝင်ပြမယ်နော်ကျွန်တော်ပုံပုံဝင်ပါဆိုလက်ခုနလုံးပဲ pn pn နေဝင်မယ်ပြီးကျွန်တော်ဆိုအစိုးရပါဆိုကျွန်တော်ပုံပုံတပုံလေးကိုဝင်မယ်အဲကျွန်တော်ကျွန်တော်ဒီပုံလေးကိုဝင်မယ်ဆိုပါဆိုအဲကျွန်တော်ဒီမှာနော်โอเคကျွန်တော်ဒီပုံလေးကိုဝင်မယ်ဝင်မယ်ဆိုလို့ရှိရင်ခုန animation ကိုပြန်နေမယ်နော် animation နေမယ်ဘလိုလေးဝင်လာမှာလဲအဲဒီလိုဝင်မှာလား အဲဒီလိုဝင်လာမှာလားဘေးကနေဝင်လာမှာလားအောက်ကနေဝင်လာမှာလားအပေါ်နေဝင်လာမှာလားအဲဒီလိုပေါ်တော့ဒါတော့ကြိုက်နေတဲ့ရပါဘောโอเคဒါလို့ဆိုရင် animation နဲ့သဘောတော့ပုတ်ပြီးထင်ပါတယ်ပြီးတော့သူ့ဘေးမှာရှိတဲ့โอเคအဲဆိုလို့ရှိရင်ဒီโอเคโอเคโอเคဒါအဲဆိုလို့ရှိရင်ကျွန်တော်တို့တွေအခုနကဘောလုံးတည်သွားပြီ animation လည်းတည်ပြီအော် animation နဲ့ဆက်လာမယ်เนาะပြီးပြီးဘောလုံးရဲ့ဘေးမှာ background ရှိပါတယ်ဒီ background ကတော်တော်လေးကိုအသုံးဝင်ဝင်ပါတယ် background ကကျွန်တော်တို့ရဲ့ video တွေရဲ့ background ကိုဖျောက်ပြီးတော့ကျန်နေတဲ့ background တွေထည့်လို့ရပါတယ်ဒါတော့ဒီဒီပါဆိုရင် background အဲကျွန်တော်တို့ရဲ့အနေတွေဖြစ်မယ် အဲကျွန်တော်တို့အကြိုက်နဲ့တက်ရပေါ့နော်အကြိုက်တော့ထည့်လို့ရတယ်သို့မဟုတ်လည်းကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ background ထည့်မယ်ဆိုလို့ရှိရင်ထည့်လို့ရတယ်ဒီမှာကျွန်တော် gallery နဲ့လိုက်တာနဲ့ကျွန်တော်ဖုန်းထဲက background တွေပါတယ်ဒီမှာသွားထည့်လို့ရပါတယ်ပေါ့နော် okay ကျွန်တော်ဖုန်းထဲ background တွေထည့်လို့ရတယ်ဒီမှာပေါ့နော် okay ဒီမှာအကြည့်ဆိုရင်ဒီဘက်ထည့်လို့သွားအဲ့တော့လုံးဝမထားကြည့်ဆိုလို့ရှိရင်ဒီဘက်က ကျွန်တော်တို့ ဒီဒီပုံလေးကိုပြန်နှိပ်လိုက်ရုံမှာပဲအမှန်ချစ်ပေးမယ်ဒါဆိုလို့ရှိရင်အဲကျွန်တော်တွေ background တွေမထားတော့ဘူးထားခြင်းလည်းရပါတယ် background တော်တော်သုံးဝင်နေ speed လာပါပြီ speed ကတော့ကျွန်တော်တို့ video တွေကိုအနည်းမြန်လုပ်လို့ရပါတယ်တားမြန်ကိုကျွန်တော်လုပ်လိုက်မယ်နော်အဲမနော်ဟောမဘီဒီယိုကတားမြင်သွားပြီအဲ့တော့တပိုင်းကိုမြန်မာတို့တပိုင်းနေမှာလို့ဆိုရင်ဒီခုနအပိုင်းကိုမြန်မယ်ဒီပိုင်းကိုပြန်နေမယ်ဆိုလို့ရှင်ပြန်နေလိုက်မယ်နော် အအောင်ဆုံးတိအဲဒါဆိုရင်ကျွန်တော်တွေဗီဒီယိုကမြန်လိုက်နေလိုက်မြန်လိုက်နေလိုက်တော်တော်နဲ့မတော်ဖြစ်နေမှာပါโอเคဒါဗီဒီယိုကမြန်လိုက်နေလိုက်မြန်လိုက်နေလိုက်ဖြစ်ပါတယ်စပီနဲ့ကစားလို့ရတယ်เนาะပြီးတော့တပုတ်လုံးကိုမြန်လိုက်နေလိုက်မြန်လိုက်နေလိုက်ကိုစပီနဲ့ကစားလို့ရပါတယ်ဒါပြီးတော့ speed ပြီးမှ animation ရှိပါတယ်။ animation ကိုခုနပြောပြောတဲ့အတိုင်းပါပဲအားလုံးသိပြီးထင်ပါတယ်เนาะဒီမှာ အဒီမှာနှိပ်လဲရတဲ့အောက်မှာလဲဘလို့ထွက်မှာလဲစတိုင်လေးနဲ့ထွက်မှာလားအဲဒါဆိုအဲဒါဆိုဒါတလို့ဘေးကိုထွက်သွားမှာလားအဲဘေးကိုထွက်သွားမှာလားဒါအဝင်ရောအထွက်ကောစတိုင်မျိုးမျိုးရှိတယ်နော် animation မျိုးမျိုးရှိတယ်ပြီးတော့အတီးပြုတ်ခြင်းအမှန်ချစ်မယ်အမှန်ချစ်နှိပ်မယ်နော် okay ဒါဆိုရင်အဲဒါဆိုလို့ရှိရင်ဒီဘက်မှာအရင်ကက်ရှိပါတယ် အရင်ကက်လေးကိုတစ်ချက်လောက်ကျွန်တော်ဖွင့်ကြည့်မယ်နော်အရင်ကက်ကအရင်တော့ free မရပါဘူးအခုတော့ free ရသွားပါပြီသူလည်းကျွန်တော်တို့တွေအာကျွန်တော်တို့ဖြည့်ညက်ကက်လုပ်လို့ရတဲ့ဟာပဲဖြစ်ပါတယ် โอเคအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာရှိတဲ့ switch ဆိုတာလေးကိုကျွန်တော်နှိပ်ပြမယ်เนาะ switch ဆိုတာကတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီတင်ကျင်တဲ့ဗီဒီယိုအပေါ်ပြန်တင်မှာလားဒါမှမဟုတ်အောက်ပြန်ချမှာလားအဲ့လိုမျိုးကျွန်တော်တွေအပေါ်တင်အောက်ချလေး switch နဲ့ပြန်လုပ်လို့ရပါတယ်ဘာလို့ကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုတွေကျွန်တော်ဒီခါပြန်ကျွန်တော်အဲ့ switch လို့ပြန်နေပြန်နေပြမယ်เนาะဒါလေးပြန်နေမယ် အဲဒါဆိုရင်အဲဒါဆိုရင်ကျွန်တော်ကျွန်တော်တင်တဲ့ဗီဒီယိုကအောက်ကိုပြန်ရောက်သွားပြီပြန်တင်မယ်ဆိုလို့ရှိရင်လည်းအဲဒါဆိုရင်လို့ရှိရင်ဒီမှာပြန်ပြန်ရောက်လာမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ပြန်ပြီးရောက်ချိန်မယ်နော်ကျွန်တော်ဒီဒီဆွစ်ဆိုတဲ့ဘောကအောက်ကဗီဒီယိုအပေါ်တင်နေအပေါ်ကဗီဒီယိုအောက်အောက်တင်တာမှာဖြစ်ပါတယ်ပေါ့နော် โอเคဒါဆိုတော့ကျွန်တော်ဗီဒီယိုပြန်ရောက်လာပါပြီโอเคအဲဆိုရင်စစ်ကိုတိပြီဆိုလို့ရှိရင်တော့ဒီ HD ပေါ့เนาะ HD ကကျွန်တော်တို့ဒီရီအကုန်လုံးကို HD ပေါ့เนาะကျွန်တော်တို့ HD ဖြစ်အောင်လို့သူကကျွန်တော်တို့တွေအဲကျွန်တော်တို့ချိန်လုံးဝပြောင်းပေးမှာပေါ့လုံးဝကြီးတောက်ရှင်းပြောင်းပေးမှာဖြစ်ပါတယ်ဒီရလေးကိုတုံးဖို့အတွက်ကျွန်တော်တို့ဂျီမေးလေးဂျီမေးကောက်လေးနဲ့ချိန်ပေးဖို့လိုပါတယ်ပေါ့เนาะโอเคပြီးလို့ရှိရင်တော့ slide show ဖြစ်ပါတော့ sorry အဲပြီးလို့ရှိရင်တော့ဒီဒီကောင်လေးဖြစ်ပါတယ်အဲဒီကောင်လေးကဒီမှာတုံပေးတာဗျာဗီဒီယိုတွေပါတယ်နည်းနည်းတုံပေးတယ်ပေါ့နော်โอเคအဲဒီမှာပေါ့နော် view တွေပါအကြီးချက်တုံတာပေါ့နော်โอเคပြီးပြီဆိုလို့ရှိရင်တော့ဒီဘေးမှာကောက်ရှိပါတယ်ကောက်ကတော့အသုံးဝင်ဆုံးပဲဖြစ်ပါတယ်ဥပမာဆိုကြပါတော့ကျွန်တော်ကဒါဒီကောင်ကအဲဒီမှာကျွန်တော်ဗီဒီယိုရှိတယ်ကျွန်တော်ပြန်ပြင်သွားမယ်နော်ပြန်ပြင်သွားပြီးတော့ကျွန်တော်ကောက်ကိုပြန်ပြန်နှိပ်ပြမယ်ကောက်ကတော့ background တွေဖျောက်ပေးမယ် အဲ့ဒီမှာကြည့်လိုက်ကျွန်တော်နောက်ကဘက်ကောင်လုံးဝပျောက်သွားပြီအဲလုံးဝလုံးဝမိုက်တယ်နော်မိတ်ဆွေများဘနာပဲရိုက်ရိုက်ကိုယ့်ရဲ့ဘက်ကောင်ဖြောက်ပြီးကျန်းနေတဲ့ဘက်ကောင်ထည့်လို့ရတယ်โอเคအဲ့တော့ပြီးရင်ကျွန်တော်ရဲ့ကောက်ရဲ့ဘေးမှာအဲကောက်ဘေးမှာဘာဘာရှိလဲဆိုတော့ဒီမှာခရိုမာရှိပါတယ်ခရိုမာကိုလည်းကျွန်တော်တစ်ခါလဲပြပေးမယ်နော်ခရိုမာဘာလဲဆိုတော့အစိမ့်တွေကိုဖောက်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ အဲကျွန်တော်တို့တွေဒီမှာအော်ကျွန်တော်အစနဲ့ပြပြပေးမယ်နော်ကျွန်တော် PME ပြန်နှိပ်မယ်ဒီကအပေါ်ဆုံးကဟိုးအပေါ်ဆုံးမှာ material ရှိတယ် material မှာဒီဒီမှာအတန်းတွေမှာလည်း free ပေးထားတာဖြစ်ပါတယ်ကြိုက်နေတဲ့ရောက်သုံးလို့ရပါတယ်ဗျတယ်မှာလည်း free အများကြီးပါကျွန်တော်ဒီဆိုဒီ social နေရာဝင်ပြီးတော့ကျွန်တော် like button လေးထည့်မယ်ဆိုကြပါဦးဆို Okay အဲဆိုရှင်ဒီမှာတော့ အဲဒီမှာတော့အစိမ်းခံနေတယ်အဲ့အစိမ်းကိုဖြောင်းမှဖြစ်ပါတယ်ဖြောင်းမှဆိုရင်ဒီအလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ခုနကကောက်လေးကိုပြန်နှိပ်မယ်ပြီးရင်ခရိုမာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာနော်ခရိုမာနှိပ်လိုက်မယ်အဝိုင်းလေးကိုအောက်ချလိုက်မယ်ဒီကအကြောင်းလေးကိုဒီဘက်ဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်အစိမ်းလုံးဝပျောက်သွားပါပြီအဲတိုင်းမပျောက်ချင်တဲ့နည်းလေးတစ်ဝက်လောက်ထားမယ်ပေါ့နော်အဲဒါဆိုရင်အမှန်ချစ်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ခုနက ထည့်လိုက်တဲ့ Lion Subscribe ပေါ်ပေါ်တုံလေးကအစင်းရုံလေးပျောက်ပြီးတော့ဒီရလေးပဲအဲဒါဆိုတော်တော်လေးတဲ့ကြီးကောင်းနေပေါ့နော်โอเคဒါဆိုလို့ရှိရင် ကောက်အောက်လေးတော့အလုံးသိသွားပြီထင်ပါတယ်ဗျာအဲ့တော့ကောက်လေးပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ဘာရှိသေးလဲဆိုတော့ mask ဖြစ်ပါတယ်ဒီ mask ကလည်းတော်တော်လေးကိုအသုံးဝင်ပါတယ်ဗျဒီ mask ကဘယ်လောက်ထိအသုံးဝင်လဲဆိုတော့ကျွန်တော်ပြမယ်ကျွန်တော်တို့က အေးအေးကျွန်တော်တို့ဒီဒီဒီ mask ကနေပြီးဗီဒီယိုအေးတော်တော်များများကိုလှဖန်ပြီးလို့ရပါတယ်။အမှကျွန်တော်ဒီ mask ကိုနှိပ်မယ်။ကျွန်တော်ပုံပေါ်နော်။အဲကျွန်တော်ခုနထည့်လိုက်တဲ့ PNP PNP ကို PNP လို့ပြန်နှိပ်မယ်။ဒါကတော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်က ကျွန်တော်ဗီဒီယိုကျွန်တော် mask ကိုသွားမယ်ပြီးကျွန်တော်အဝိုင်းဝိုင်းလေးထားမယ်ကျွန်တော်ဗီဒီယိုကို၄တောက်လေးထားတာတော့ဒါ reaction လောက်တဲ့ဗီဒီယိုတွေမှာလည်း၃ဝင်နေပြီးလို့ရှိရင်တော့အသေးပုံလေးလား၄တောက်လေးလားအဝိုင်းလေးလားအဲစပစ်ပေါ်တော့ဒါမျိုးလေးထားလို့ရပါတယ် okay အဲတခုမှမထားခြင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့အသုံးဝင်တာတခုရှိသေးတယ်ဒါကတော့ဒီမှာဒီဒီဘက်က line လေးရှိတယ်ကျွန်တော်တို့ကဖြည်းဖြည်းချင်း အဲဖိဖိချင်းပေါ်ပေါ်လောင်လို့ပေါ့နော်ဖိဖိချင်းပေါ်လာမှအဲဒီလိုမျိုးလဲဖိဖိချင်းပေါ်လောင်လဲလို့လို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ဆန်းကြည့်မယ်โอเคပေါ့နော်โอเคအဲ့ကနေကျွန်တော်တို့ရဲ့အဲ့မတ်စကနေသွားပြီးရောကိုကိုကြိုက်တယ်လို့ပေါ့နော်အဲကျွန်တော်တစ်ချက်ပြန်ပြပေးမယ်ဗျအာပြန်ပြပေးမယ်ဆိုတော့ကျွန်တော်မတ်စကို sorry ကျွန်တော်အဲဒီဒီစနေပြလိုက်မယ်နော် ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ အဲဒီမှာကျွန်တော်ဟိုโอเคဒီမှာအတုံးလေးရှိတယ်အဲအတုံးလေးကိုကျွန်တော်နှိပ်လိုက်မယ်โอเคအပြပြလို့ရှိရင်တော့ကျွန်တော်တို့တွေအဲခုနပြောတဲ့ master ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဒီမှာအဲဒီဘက် line လေးကိုနှိပ်အဲဒီမှာနော်အမ်โอเคကျွန်တော်အမှန်ချစ်လိုက်မယ်ပြလို့ရှိရင်ဒီနေရာလေးကိုတစ်ခါအတုံးလေးချချလိုက်မယ်ပေါ့နော်။โอเคကျွန်တော်တစ်ချက်တော့ခုနပြီးပြည့်ကြည့်လိုက်မယ်နော်။ ဟမ် okay okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ပြီးဒါကကျွန်တော်ဥပမာအနေနဲ့ပေါ့နော်ကျွန်တော်မိတ်ဆွေများအတုံးဒီခလုတ်လေးအကြောင်းပြောပြတာဖြစ်ပါတယ်နောက်ပြီးတော့မှကြာရင်ကျွန်တော်ဘယ်ခလုတ်ကဘယ်လောက်ဒီအတုံးဝင်နေဆိုတော့ထောက်လျှောက်ကျွန်တော်တခါလဲလုပြပေးမယ်နော် okay အဲ့ဒါဆိုလို့ရှိရင်တော့ mass အကြောင်းလေးတော့အလောက်ကြမ်းပြီးသိပြီထင်ပါတယ်ပြီးလို့ရှိရင်တော့ဒီဒီမှာရှိတဲ့အာဒီမှာရှိတဲ့ကျွန်တော်တို့ဒီ opacity opacity လေးကိုတစ်ချက်လောက် နေကြည့်လိုက်မယ်နော် opacity တစ်ချက်လုံးနေကြည့်မယ်ဒါကတော့အလင်းမောင်ပဲဖြစ်ပါတယ်အလင်းအမောင်တရားကိုလည်းတချို့လည်းမှောက်လိုက်လင်းလိုက်လုပ်တယ်နော်ဒါဆိုမောင်လိုက်လင်းလိုက်မောင်လိုက်လင်းလိုက်ကစားလို့ရပါတယ်ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုကို okay ပြီးပြီဆိုလို့ရှိရင်တော့ဘီမနာမှာရှိတဲ့ re ဒီဘေးမှာကျွန်တော် replay ရှိပါတယ် replay ကိုနှိပ်မယ် re ကျွန်တော် replay မှာလည်းကိုဒီဗီဒီယိုစာနောက်တော့ဘယ်ရောက်ပြမလဲပေါ့နော်အဲဒီမှာကျွန်တော်ခုနကဗီဒီယိုစာမှာဒါလေးဖြစ်သွားပါတယ်โอเค အဲကျွန်တော်တွေတခါအဲ replay ကိုပြန်နှိပ်မယ်ဟိုကြိုက်တာပေါ့နော်ဒီဗီဒီယိုစဘယ်ဟောဘယ်ဟောပြန်ဖြစ်သွားမလဲဆိုတော့ခုနအတိုင်းပဲကျွန်တော်ပြန်ထားလိုက်မယ် Okay ဒါဆိုရင် replay ရတော့အားလုံးသိပြီထင်ပါတယ်ပြီးလို့ပြီးရင်တော့လာပါပြီ wifi လာပါပြီခလေးတန်လေးလေး လူကြီးတန်လေးလေးဆက်ရုပ်တန်လေးလေးအများကြီးပဲအတန်ပေါင်းစုံမှာပဲဗျအဲ့တော့ကိုယ်အတန်ကုန်မထားချင်ဘူးအတန်နေပြောင်းချင်တယ်ဆိုရင်ဒီမှာ wifi ဘက်မှာအလွယ်တကူထားလို့ရပါတယ်အားလုံး free တွေပါပဲဗျ okay ပြီးပြီဆိုလို့ရှိရင်တော့ duplicate လာပါပြီ duplicate လာကျွန်တော်ဗီဒီယိုတွေကိုပွားပေးမှာဖြစ်ပါတယ်ဥပမာဒါဆိုဒီဗီဒီယိုဆိုလို့ရှိရင်ဒါပြီးသွားပြီထပ်ပွားခြင်းလို့ရှိရင် duplicate နဲ့ပွားလိုက်မယ်အဲနောက်ထပ်တစ်ပုတ်ဖြစ်သွားပြီအဲเนาะထပ်ပွားလိုက်မယ်ကျက်တော့ပွားလို့ရပါတယ်ကျွန်တော်ဗီဒီယိုတွေကိုရှေ့ပြီးရှေ့အောင်လုပ်ပေးတယ်ပေါ့ဗျာပွားပေးတယ်ပေါ့အများကြီးဖြစ်အောင်လုပ်ပေးတယ်ပေါ့ โอเคပြီးလို့ရှိရင်တော့ rotate လာပါပြီ rotate ကတော့ကျွန်တော်တို့ရဲ့အဲကျွန်တော်ဥမာဥမာဥမာတစ်ပုတ်ကျွန်တော်ပြမယ်เนาะအဲဒီပုတ်နဲ့ကျွန်တော်ပြမယ်အမှကျွန်တော်တို့ကဒီဗီဒီယိုဆိုလို့ရှိရင်ဒီမှာဒီမှာကြည့်လိုက်ငါကျွန်တော်လက်လိုက်မယ်အဲဖြောင်းပြန်ရိုက်ပြီးနေဗီဒီယိုတွေကိုချက်လို့ပြန်တက်လို့ရပါတယ် ဘယ်ညာလဲချင်းလို့ရတယ်ဘယ်ညာချင်းလို့ရတယ်ဖြောင်းမြဖြစ်နေရလေပြန်တက်လို့ရပါတယ်ဗျโอเคဒါလောက်ဆိုအားလုံးစင်ပေမဲ့ထင်ပါတယ်ဟိုပြီးလို့ရှိရင်တော့ freezy လာပါပြီ freezy ကတော့ကျွန်တော်တို့တွေခဲသွားတယ်ပေါ့เนาะပြောမယ်ဆိုရင်သူကတော့ကျွန်တော်ဗီဒီယိုတွေကိုရက်ရက်လိုက်ရုပ်လာလိုက်ရက်လိုက်ရုပ်လာလိုက်လုပ်လို့ရပါတယ်ဥမာဥမာကျွန်တော်ပြမယ်เนาะအဲကျွန်တော်ဒီရောက်လေးကိုအပိုင်းတစ်ပိုင်းဖိုင်းလိုက်မယ် split နဲ့ပြန်ပိုင်းမယ်เนาะကျွန်တော်စခုနက split ကြောင်းပြောပြီးဆိုတော့ split အဲဒီမှာ split နဲ့ပိုင်းလိုက်တယ်ပြီးရင်အရှိတ်အပိုင်းလေးကိုကျွန်တော်ကရုပ်တည်ဖြောင်းလုပ်လိုက်မယ် ဲ့တော့ခုန freezy လေးပြောက်သွားတယ် freezy နဲ့ပြန်ခဲမယ်โอเคဒါဆိုရင်မှမှကြည့်လိုက်မယ်နော်အဲအဲဒါဆိုခုနရုတ်သွားတာနေပြီးတော့ပြန်ရက်သွားပြီအဲပြန်သွားပြီအဲခုလိုမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးဖြစ်သွားစီပါတယ်သူကပြောမလို့ရက်လိုက်အဲကျွန်တော်တွေသူ့ကိုရက်ရက်သွားလောက်တယ်ဟာပေါ့နော် ပြောမလို့โอเคကျွန်တော်ရရရတော့လုံးမစားဗီဒီယိုကတော့သူသွားနေเนาะအထက်ကကာရိုက်တာတွေကရက်သွားတာဖြစ်ပါတယ်โอเค ပြီးဆိုလို့ရှိရင်တော့အရန်ရေးကြီးစားလာပါပြီ ရီဇာဗီပဲဖြစ်ပါတယ်ဒီကောင်လေးကတော်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 မိုက်တယ်ဗျဘလို့မိုက်လဲဆိုတော့ဒီကောင်လေးကိုနှိမ့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုလေးကဖြောင်းမြန်သွားမှာသူကဖြောင်းမြန်ပေါ်တော့ရေတရားဥမာဥမာရေတခုန်တို့မိုးတို့ဆိုရင်ကျွန်တော်မိုးကအောက်ကမကြဘဲနဲ့အပေါ်ပြန်တက်သွားမယ်မိုးရေတွေပေါ်တော့မိုးရေတွေအောက်မကြဘဲပြန်တက်သွားမယ်ရေတခုန်တွေကလည်းအောက်ကမကြဘဲနဲ့အပေါ်ပြန်တက်နေမှာဖြစ်ပါတယ်အဲ့ဒါဖြောင်းမြန်လုတ်ပေးတယ်ပေါ့နော်ကျွန်တော်ဖြောင်းမြန်လုတ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ဖြောင်းမြန်လုတ်ချင်းဥမာရေတွေကိုခုန်ချတဲ့ကလေးတကောင်ကအဲ့ခုန်ချတဲ့ဗီဒီယိုကခုန်မ ချပဲနဲ့အောက်ကနေအပေါ်ပြန်တက်တဲ့ပုံစံမျိုးဖြစ်သွားမှာဖြစ်ပါတယ်။နောက်ပြီးတော့မှတော့ကျွန်တော်တေချာလေးလုတ်ပြပေးမယ်။ဘာပဲဖြစ်ဒီရလေးကိုခလုတ်လေးသိမိဆိုလို့ရှိရင်မဲစီမြင်အားလုံးဘရဘက်ခလုတ်ဘရဘလို့တောင်းရမယ်ဆိုတော့အားလုံးသိမိထင်ပါတယ်ဗျ။ကျွန်တော်တေချာလေးပြောပြပေးပါတယ်ဗျ။ okay အားဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်အတော့အလိုမျိုးဒီတခါတည်းသူထုတ်ပေးတယ်ပေါ့နော်ထုတ်ပေးတဲ့ဆိုတာတခါတည်းသူချိန်ပေးနေတာပေါ့နော်ဘောင်းမြင်ဖြစ်တော့သူပြန်လှည့်ပေးနေတာဖြစ်ပါတယ် ဒါမှမဟုတ်တော့ပြန်လဲပေးနေတော့ဥမာဥမာကောင်းကောင်းကင်ကိုပြန်သွားတဲ့လေပြင်းနေဆိုရင်လေပြင်းကအောက်ကိုပြန်ပြန်ပြီးပြန်ရောက်လာတာတော့အဲ့လိုမျိုးလေဖြစ်တယ်အဲ့လိုမျိုးအဲ့လိုပေါ့နော်โอเคတရားတော့ကျွန်တော်ကဒီဗီဒီယိုကရိုးရိုးပဲဆိုတော့ကျွန်တော်တွေအေးကျွန်တော်တွေကသူသူပြောတာလေကလက်လှုပ်ရှားတာတွေကပြောင်းပြန်လေပြန်ဖြစ်နေပါပေါ့နော်โอเคပြီးပြီဆိုလို့ရှိရင်တော့အလုံးပြောင်းပြန်ပြောင်းနေတည်သွားပြီဆိုလို့ရှိရင်တော့ဒီဘက်မှာရှိတဲ့ဟာကတော့ဒီဘက်ဆုံးမှာရှိတဲ့ဟာကတော့ ီဘက်မှာရှိတာကတော့ east ဘက်ဖြစ်ပါတယ်တရားလေးကိုကျွန်တော်နေလိုက်တယ်အော်နေလိုက်တယ် okay အော်ပြန်နေတယ် okay ဒါကတော့ဒါကတော့ကျွန်တော်တို့ key frame ကိုပြန်ပြီးတော့ဖြတ်ပြတာဖြစ်ပါတယ်ပြောမဆိုတော့ဖြတ်ပြတဲ့ပုံတော့ဒီကောင်လေးတွေပြန်ဖြတ်တာဖြစ်ပါတယ် okay ကျွန်တော်တို့ကဒီ video တွေတော်တော်များများကိုဗီဒီယိုဗီဒီယိုတွေတော်တော်များများကိုလှုပ်လို့အလုပ်လုပ်လို့ရတဲ့ဟာတော့ဒီရရှိတဲ့အတုံးလေးဒီတုံးလေးဖြစ်ပါတယ် ဒီ၃လေးကတော်တော်လေးကိုအသုံးဝင်ပါတယ်ဒါကတော့ key frame ပဲဖြစ်ပါတယ် key frame နဲ့သူက key frame လေးကိုမှတ်မှတ်ပြီးတော့အဲ့ key frame တစ်ခုမှဘလို့ပုံစံမျိုးဒီ key frame တစ်ခုမှဗီဒီယိုရက်သွားတာမျိုး key frame key frame တစ်ခုမှရုပ်ပြောက်သွားတာမျိုးအဲ့လိုမျိုးလေးလေးကြိုက်တယ်လို့လွတ်လို့ရပါတယ် key frame key frame ကိုကောင်းကောင်းနားလည်လို့ရှိရင်ဗီဒီယို editing ကိုတော်တော်များများကိုလွတ်လို့ရပါတယ်အဲ့တော့ဗီဒီယို editing ရဲ့သူ့ရဲ့ အသက်သူကျော်က key free လို့လုံးပြောလို့ရပါတယ်။နောက်ပြီးတော့မှတော့ကျွန်တော် key free အသုံးပြုပုံပြုနည်းလေးတွေဆက်လက်ပြီးမျှော်ပေးမှောင်မလို့မိတ်ဆွေများကဆက်လက်ပြီးကြည့်ရှုပေးပါအောင်ဗျ။ channel တက်တဲ့ဆိုရင် line subscribe ပြီးအပေးကြပါအောင်။အဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ဗီဒီယိုကြည့်ပြီးဗီဒီယိုအစ်တင်းတင်းကောင်းကောင်းတက်မြောက်သွားမယ်လို့ဆိုတော့သိကြပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။နောက်ပြီးတော့မှဆက်လက်တွေ့ပါအောင်မယ်ဗျာ။အာပြပြလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ခုနပြောမေ့သွားတာเนาะကျွန်တော်တို့ဒီမှာဒီ logo ဖျောက်เสียရှိသေးတယ်။ ဟာဒီမှာ sorry ဒီ logo ဖျောက်စာရှိသေးတယ် logo ဖျောက်မယ်ဆိုရင် logo လေးကို name မယ် free remove ဆိုတာရှိတယ်ဒါလေးကိုနည်းလေးပါဒါဆိုရင်ပျောက်တော့မှာဖြစ်ပါတယ်ဗျသူ့ကိုဖျောက်နေစဉ်တွင်တော့ internet နဲ့ wifi တို့ပိတ်ထားပေးပါ internet wifi ဖွင့်နိုင်မယ်ဆိုရင်ကြောင်ညာကြည့်ရပါလေအခုလိုပိတ်ထားမယ်ဆိုရင်ကြောင်ညာမကြည့်ရပါဘူးပျောက်တော့ပါပြီပြီးတော့ပါပြီဗျအားလုံးကျေးဇူးတင်ပါတယ်